င်္ဂလာပါရှင်မော်ဝီကျောင်းတို့ရန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရှင်မင်းကန့်ဘလူရဲ့ဘွားမေစိန်နဲ့ကဝီမာလီရှင်ညိုဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဘိုးကတော်လေးတဲနေတယ်ဒီအချိန်လူသူပြက်နေရဲ့ဇရက်တစ်ခုအတွင်းမှာထိုင်နေတဲ့သူကရွာနေတဲ့မိုးမမေ့မတုံစိုက်ကြည့်နေတယ်တော့ရမယ့်ခီးဖိနှိုက်တာဒီသူမကြည့်မနဲ့ပြောလာတယ်မိုးကပဝင်းကျင်တစ်ခုလုံးမောင်ရိတ်ကြောင်ရွာလိုကောင်းနေတယ် ဘိုးကရွာလိုကောင်းနေတဲ့ချိန်ဇရက်ပေါ်မှာထိုင်နေတဲ့သူဟာပြောင်းနိုင်ထွန်းပြီးသူ့ရဲ့လွေတွင်ရပေစာရက်တွေကိုထောက်ကြည့်နေတယ်။ဒီသူကမိန်းကလေးတူဖြစ်တယ်။တန်အားဖြင့်25နှစ်အရွယ်ရှိတဲ့မိန်းကလေးကလူသူပြတ်တဲ့ဇရက်ပေါ်ရောက်နေခြင်းအားထူးဆန်းနေ။မိန်းကလေးတူအတွက် ဖြစ်ပေါ်လာမယ့်ဘေးရန်တွေကိုလည်းမကြောက်လန့်လို့သာဒီလိုသွားနေခြင်းဖြစ်မယ်။မိန်းကလေးရဲ့နာမည်ကရှင်ညိုးလို့ခေါ်တယ်။အချိန်ရလေးမိုးကြောင်မှောင်နေတာတကြောင်ညအိုရောက်လာတာတကြောင်မို့ ဇင်ရဲ့ပဝင်းကျင်ဟာတော်လေးမှောက်နေပြီဒီအချိန်ဇင်ရဲ့ပဝင်းကျင်မှာမဲမဲတရံတွေတရွေ့ရွေ့နဲ့ဇင်ရဲ့စီကိုချင်းကန်လာတယ်ဒီမဲမဲတရံတွေကိုရှင်ညူတရိထားမိတယ်ရှင်ညူကျမ်းမြင်ပေါ်ဖနောက်တစ်ချက်ပောက်ပြီးရက်လိုက်ကြစမ်းငါ့ကိုဘာထင်နေလဲဇင်ရဲ့ပေါ်တကောင်မှတက်မလာနဲ့အေးတက်ရဲနဲ့ကောင်တက်လာကြည့်စမ်းရှင်ညူဆိုရင်ကညီတို့ငရဲတန်းဖို့ဖြစ်မယ်ရှင်ညူရဲ့အတန်ကြောင့်မဲမဲတရံတွေရက်တန်သွားတယ်ခဏအတွင်းမှာပဲ ရှင်ညိုကြောက်လန့်ဟန်နဲ့ပြောက်ွယ်ကုန်နေဒီမဲမဲတရံနေပြောက်ွယ်သွားတော့ရှင်ညိုလည်းသူ့ဖက်ဆရာရှိရဲ့ပေးစာကိုဆက်ဖက်နေတော့တယ်နောက်နေ့မနေ့ကရောက်မှသာမိုးကတိတ်သွားတယ်မိုးတိတ်သွားလို့ရှင်ညိုသူ့ရဲ့ချီနွယ်အိတ်ကိုကောက်နှွေးပြီးဇရက်ကထွက်လာခဲ့တယ်ဇရက်ကထွက်လာပြီးတဲ့နောက်သူ့ရဲ့နှွေးအိတ်တွင်းနေရအင်းဆက်ကူချက်ကိုထုတ်လိုက်တယ်လက်တွင်းနေစုပ်ကင်ထားတဲ့အင်းဆက်ကူကဂါထာရီမန်းပြီးအသက်သွင်းလိုက်တယ်ဂါထာရီမန်းထားတဲ့အင်းဆက်ကူကလက်ပြာတကောင်လား တဖြည်းဖြည်းလှုပ်ရှားလာတယ်။အင်းဆက်ကူကလက်ပြားတကောင်အတွင်တူပြီးလေးပေါ်မှာရွေရှားနေတယ်။ရှင်ယူလည်းအဲ့ဒီအင်းဆက်ကူရွေရှားရအရက်စီကိုခြေနှမ်းတွတ်တွတ်နဲ့လိုက်လာခဲ့တော့တယ်။ရှင်ယူရဲ့အင်းဆက်ကူကရွာတရွာရှေ့ကိုရောက်တော့ရက်တန့်သွားခဲ့တယ်။ဒီအင်းဆက်ကူကရှင်ယူရဲ့လက်တွင်ကျလာပြီးဘူလာအင်းဆက်ကူအတိုင်းငြိမ်သက်သွားတယ်။ရှင်ယူတယောက်သူ့မျက်နှာမူထားတဲ့ရွာစီကိုလှမ်းကြည့်ပြီးအင်းဖူးဖူးပြောနေရွာတော့ရောက်ပြီ။ရွာလေးဆက်ဝင်တာပေါ့ ကြီးယူပြီးရွာလေးဝင်လာတော့တယ်။ရွာလေးဝင်လာတော့ရှင်ညူထူးဆန်းတယ်လို့ဝိုင်းကြည့်တယ်။လွေတလုံးလွေပြီးတွာလာနေတဲ့ညနေစိမ့်မိန်းကလေးကိုထူးဆန်းဖြစ်နေကြပုံပဲ။ကောင်မလေးကအချောလေးဟဲ့။ဟုတ်ပါ။ဘယ်မှာသူလဲမသိဘူး။ရွာသူမိန်းမတွေတန်းရှင်ညူနားရဲ့အထိရောက်လာတယ်။ရှင်ညူလည်းအဲ့ဒီရွာသူမိန်းမတွေနားကိုတွားပြီးကြီးတော်တို့ဒီရွာဖွားမေစိမ့်ဆိုတဲ့အဖွားအိမ်ကပင်နာမှာတော့။ဟဲ့အဖွားစီကိုလာတာထင်နေ။ဒါကြောင့်ထူးဆန်းနေပါတယ်လို့ ဟုတ်ပါကလေးမကိုလိုက်ပို့ရအောင်လေကလေးမလေးလာလာကြီးတော်တို့လိုက်ပို့ပေးမယ်ရှားသူမိန်းမတွေကရှင်ညူခေါ်ပြီးဝမ်းမေစိန်အင်ကိုလိုက်ပို့ပေးတယ်ရှင်ညူအဲ့ဒီမိန်းမတွေကိုအကဲခတ်ကြည့်တော့မိန်းမကြီးတွေကသူ့ကိုဝမ်းသာအားရနဲ့လိုက်ပို့နေတာသတိထားမိတယ်ဝမ်းမေစိန်ဆိုတာနင်းနေရရတော့ဟုတ်မယ်မထင်ရှင်ညူစိတ်ထဲမှတ်ချက်ချမိတယ်ခွားကြီးအဲ့တင်လာတဲ့တော့ရှားသူမိန်းမတွေဝမ်းမေစိန်ကိုအိမ်ဝိုင်းနေဝင်ရင်းအော်ပြောတယ်အဲ့တဲ့ကဘသူများလဲ တဝင်းရမိဖို့ကြောင့်လေးရထွက်လာပြီးမေးတယ်လို့နန်းကြိုင်လေးရလဲကိုပြည့်ခင်းဘောကလှမ်းပြီးကြည့်နေတယ်။မဝင်းဖွာရောအိမ်မှာမရှိဘူးလား။အမေလားရွှေခဏသွားတယ်။နေစမ်းမအောင်တော့ဧည့်သည်ဆိုတာဘသူများလဲ။တဝင်းရဧည့်သည်ဘသူဆိုတာမသိလို့ရွာသူမိမတွေကိုမေးတယ်။ဒီမှလေဒီကလေးမှလေအေး။အော်အေးသူမကြီးကမိစီကိုလာရလား။တဝင်းရရှင်ညူစူးစမ်းတယ်လို့ကြည်ရင်မေးတယ်။ဟုတ်ပါတယ်ကြီးတော်။အေးအေးအဲ့ဒါဆိုရင်ကိုပြည့်မှာခဏထိုင်ဆောင် တမီးရေညီဖောက်ရွာထဲသွားခေါ်လိုက်ပါအောင်အိမ်မှာဧည့်သည်ရောက်နေတယ်လို့ဟုတ်ကဲ့မီမမခဏထိုင်အောင်နော်နန်းချန်ရရှင်ညူကြည့်ပြီးသဘောကျနေပုံရှာတယ်စတွေ့တယ်ကရှင်းနီးစွာပြုံးပြီးရှင်းနီးစွာပြောနေခဲ့တယ်တော်တို့ကပြန်သေးဘူးလားဘာလဲဒီကလေးမနဲ့အမျိုးတော်လို့လားရွာသူမိမကြီးတွေကအပြန်ကြသေးပဲရှင်ညူကြည့်နေလို့တော်ဝင်းရမေးတော့မဟုတ်တာကြီးဒါတို့နဲ့ဘယ်အမျိုးတော်ပါမလဲဒါဆိုရင်လည်းပြန်ကြတော့လေတော့အမေပြန်လာလို့လူတွေများနေတယ် သူ့ကိုစုခံရလိမ့်မယ်။နောက်ပြီးတော့ဧည့်တင်လေသူ့ဟာသာအေးစိတ်အမောဖြေပါစေ။ဒီလိုပြောလို့မှပြန်ကုန်ကြတယ်။ဒီလိုမပြောရင်လေဆက်ဆက်ဆူဆူနဲ့ရှင်ညိုကြည့်နေကြအောင်ပါ။ကလေးမလေးလက်ဖက်သုံးလေးစောင်း။ဟုတ်ကဲ့ကြည့်တော့ဒဝင်းကလက်ဖက်သုံးပုဂံကိုရှင်ညိုရှိမှချပီးတယ်။ရှင်ညိုကကြီးတော်လူခေါ်တဲ့စကားကြားတိုင်းဒဝင်းအပြုံးပြက်သွားတတ်တယ်။အညာဒေတာအခေါ်ဝေါ်ပေမဲ့ဒီလိုကြီးတော်တို့ခေါ်ခံရခြင်းကိုဒဝင်းမနစ်သက်ဘူး။ဟုတ်လေအရင်ကကြီးတော်လို့မခေါ်ပဲ အရှိန်ကိုပဲခေါ်ပါလာကလေးမရဲ့ဒေါ်ဝင်းပြောတော့ရှင်ညိုကဒေါ်ဝင်းကိုတေချာကြည့်ပြီးကျုံနမရလည်းကလေးမမဟုတ်ဘူးလေကြည့်တော့ကျုံနမကိုရှင်ညိုလို့ပဲခေါ်ပါရှင်ညိုလည်းဒေါ်ဝင်းကိုပြန်ပြောတာကြောင့်ဒေါ်ဝင်းသဘောကျစွာပြုံးလိုက်တယ်ဒီအချိန်မှာပဲဘွားမေစိန်နဲ့နန်းကြိုင်လေးတို့ခြံဝိုင်းထဲဝင်လာကြတယ်ဧည့်သည်ရောက်နေရဲ့ဆိုမိဝင်ဘွားမေစိန်ဒေါ်ဝင်းကိုမေးရင်ရှင်ညိုကိုကြည့်တယ်ဟုတ်တယ်မေဒီကလေးမအေးဒီကရှင်ညိုဆိုရဲကောင်းပါလိမ့်မေဩအေးအေး ဖွားမေစိန်ကုပြစ်မှာဝင်းထိုင်နေရှင်ညိုကလည်းဖွားမေစိန်ကိုကြည့်နေသလိုဖွားမေစိန်ကလည်းရှင်ညိုကိုကြည့်နေတယ်ကြက်ကိုဖူဖူကလှုပ်လိုက်တာပါဖွားဖူဖူမိပေါင်းဒါဆိုညီကရှင်ညိုဆိုတာလားဟုတ်ကဲ့ဖွားမေစိန်ကိုရိုးရိုးတည်တည်ပြောနေတဲ့ရှင်ညိုကိုကြည့်ပြီးဒေါ်ဝင်းသဘောကျနေပြန်တယ်နန်းကြံလေးကလည်းဖွားမေစိန်တို့စကားပြောနေတာကိုတိတ်တိတ်နေနားထောင်နေတယ်ဖွားမေစိန်ကရှင်ညိုကိုကြည့်ရင်မကြသေးရဲ့ရှက်ပန်းရအကြောင်းကိုပြန်တွေးမိတယ် အဲ့ဒီနေ့ကတိတ်ဆိတ်တဲ့ဝင်းကျင်မှာမြောင်ပင်တပင်အောက်မှာဝမ်းမေစိန်တရားထိုင်နေခဲ့တယ်။ချစ်သမီးဝမ်းမေစိန်မျက်လုံးဖွင့်ကြည့်တော့သူ့ပြုံးကြည့်နေတဲ့ဆရာသခင်ကိုမြင်ရတယ်။ဆရာသခင်ဝမ်းမေစိန်တရားထိုင်တာရက်ပြီးဆရာဖြစ်သူနားကိုသွားတယ်။ဆရာသခင်ဆရာသခင်ကကျုပ်စီကိုရောက်လာတာဆိုတော့ဘာများညွှန်ကြားစရာရှိနေလဲ။ဆရာသခင်ဖြစ်သူကကျောင်းကိစ္စရှိမှဝမ်းမေစိန်ထံကိုရောက်လာတတ်တယ်။ဒါကိုသိတဲ့ဝမ်းမေစိန်က ဒီနိုမေးခြင်းပဲအင်းအကြောင်းကတော့ခက်ဆူးဆူးသွေးပြူမာလေးကိုငါသမီးနဲ့ထင်အဲ့မလို့ပဲကွယ်ခက်ဆူးဆူးကိုွေးပြူမာလေးဆိုတာဘသူများလေးဆရာသခင်မကြခင်ချစ်သမီးစီကိုသူရောက်လာလိမ့်မယ်သူနမယာရှင်ညိုးလို့ခေါ်တယ်ကွေးတင်မှုပြန်ဝင်စားတဲ့ကွေးမာလေးပဲသူအရင်ဘဝတက်မြောက်ထားတဲ့ပညာနဲ့ခုဘဝဉာဏ်ပညာနဲ့ပေါင်းတော့တော်လေးနဲ့ထက်တယ်ပညာထက်တော့သူမကောင်းတဲ့လမ်းမကြောင်းကိုထိမ့်မှု ်ချစ်သမီးရဲ့အကူအညီလိုတယ်ကွဟုတ်ကဲ့ပါဆရာသခင်ဒါနဲ့အဲ့ဒီကလေးမရဲ့မိဘမောင်နှမတွေအောင်ကျုပ်စီကိုခေါ်ရင်ကြည်ပြီးဝမလား तू ကမိဘမရှိဆွေမျိုးဆိုတာလည်းမရှိရှောင်းမွေးကင်းစအရွယ်တွေကတင်ချိုင်းထဲမှာလာပြစ်သွားလို့သူ့ဘာရဆိုင်ရကျွေးမွေးစောင့်ရှောက်လာခဲ့ရတာဩဟုတ်ကဲ့ဒီလိုဆိုရင်ဖြင့်ကျုပ်သူ့ကိုစောင့်ရှောက်ပေးပါမယ်တမိလက်ထဲကိုသူ့ကိုစိတ်ချပါတယ်တင်ပေးတင်တာတင်ပေးပြီသူ့ကိုဆုံးမပေါ့ ဟုတ်ကဲ့ပါဆရာသခင်ဆရာသခင်ဖြစ်သူကိုယ်တိုင်သူ့လက်ထဲအပ်ခဲ့တဲ့ရှင်ညိုဆိုတဲ့ကလေးမကိုဖွားမယ်စိန်ကြည့်နေရကြောင်းအဖွားကျုပ်ကဘာမှမပြောတော့ဘူးလားရှင်ညိုမေးတော့မှဖွားမယ်စိန်တတိဝင်လာတယ်မိစရာထူပြီးနေမရှိပါဘူးညီပါဆိုတာဖွားသိတယ်ညီကိုအပ်ခဲ့တဲ့ဖူဖူဆိုတာကလေဖွားရဲ့ကျေးဇူးရှင်ဆင်ရပဲဒီတော့အခုညီအဖွားရင်မှာပဲနေရမယ်ခေါရီကဖွားရဲ့သမီးဒေါ်ဝင်းလို့ခေါ်တယ်ညီခေါ်ခြင်းတော့အရင်နေပေါ့ ဒါတော့မိဝင်းရဲ့တမီနန်းချိုင်းနဲ့ညီအတွက်ညီမတယောက်ရသလိုသူ့အတွက်လည်းအမတယောက်ရတာပေါ့ေဟုတ်ကဲ့အေးအေးဒါဖြင့်လေခီးပန့်လာတာနားရင်နားတော့လေဟုတ်ကဲ့မိဝင်းညီတူမအောင်နေရာပြင်ပေးလိုက်ဟုတ်ကဲ့မေတော်ဝင်ရှင်ညိုအိပ်ဖို့နေရာပြင်ပေးတယ်နားအောင်မလားရှင်ညိုဒါမှမဟုတ်မိုက်ဆိုင်ရင်ထမင်းစားတော့မလားကျုပ်ခဏနားအောင်မေအရှင်နေတော်နေမစားတော့မေလေအေးအေးမိုက်ဆိုင်အာမနာနေနော်အရေးမရှိရင်ညီညီမအောင်ပြောကြားလား ဟုတ်ကဲ့အရှင်နေဒါဆိုနားတော့လေတော်ဝင်အိမ်အောင်ပြန်ဆင်းသွားတယ်ရှင်ညိုကအခန်းအတွင်းဘေးပညာကဲခတ်တယ်ပြီးတော့မှခေါင်းပေါ်ခေါင်းချပြီးအနားယူတော့တယ်ခေါင်းပေါ်အနားယူရင်ရှင်ညိုစိတ်တွေကဟိုးရင်အเจ้าရီစီကိုရောက်သွားတယ်တကောင်ကြော်ချိန်မှကြားလိုက်ရတဲ့ကလေးငိုတန်းကြောင့်ဥပကျော်နိုးလာတယ်ဟိုကောင်မပဲညဘက်အေးအေးဆေးဆေးအိပ်ပြရစေဥပကျော်ရဲ့တင်းချိုင်ထဲမှာစတဲ့နောက်တတ်တဲ့တရေမာတွေရှိတယ် တကူလုံးသပင်းရှိတွေဖုံးအုပ်နေတဲ့တရေမာကိုစန့်ရှိမှလို့ဥပကျော်ခေါ်တတ်တယ်။ဒါပြင်မိနဲ့မိဘူးအပြင်းမာဆိုပြီးနမဲတီးတီးရှိတဲ့တရေမာတွေလည်းရှိတယ်။တရေချင်းကတော့ဥပကျော်ကြောက်ကြတယ်။ဟေးငါ့ကိုမထီးရင်မင်းတို့ရဲ့အရိုးကောင်းတွေပြားသွားမယ်မှတ်။ဥပကျော်စဲဆိုတတ်တာကြောင့်တရေချင်းတွေကဥပကျော်ကိုကြောက်ကြတယ်။ဒါပေမဲ့ခုလိုညတကောင်ကျော်ထွက်ပေါ်လာတဲ့ကလေးငိုတန်ကြောင့်ဥပကျော်နိုးလာတယ်။ဘုကောင်မလေးငါပြောကကြားလား ဥပကျော်ထပ်អော်ပြောတော့ကျုပ်တို့ဟုတ်ပါဦးတော့ဒီအတန်ကြောင့်ဥပကျော်စဉ်းစားရခက်သွားတယ်ချက်ချင်းအိမ်နေရာလူနေထပြီးမိအိမ်ကင်ပြီးတော့တင်ကြိုင်နေရှောက်လာခဲ့တယ်ကလေးငိုတန်းဥပကျော်နဲ့နီးနာတယ်မလန်မကန်းမှရှိတဲ့အုပ်ကူပေါ်မှာ အနှီးနဲ့ထုတ်ထားတဲ့ကလေးငယ်ကိုဥပကျော်မြင်တဲ့အချိန်ဟာဒီအချိန်ဘယ်ရဘလို့ကလေးကိုလာပစ်သွားပါလဲဥပကျော်အုပ်ကူပေါ်မိအိမ်တင်ပြီးကလေးကိုကောက်ချီတယ်ဒီကလေးကိုမွေးစားပေးပါ အဲ့ဒီကလေးကထူးခြားတဲ့ကလေးတယောက်ဖြစ်လာပါပါဘသူလဲဘသူပြောရလဲရုပ်တရက်ထွက်ပေါ်လာတဲ့အတန်ကြောင့်တင်းချိုင်ကုန်းမှာတရေရွေနေနေတဲ့ဥပကျော်လန့်သွားခဲ့တယ်ဒါပေမဲ့အတန်ထက်ပြီးထွက်ပေါ်မလာလို့ဥပကျော်လေးကလေးကိုသူ့ရဲ့တဲအတွင်းခေါ်လာတယ်တနာစရာကလေးလေးပဲဟင်မိန်းကလေးပါလားဖခင်ဖခင်ကလေးကမိန်းကလေးဖြစ်နေလို့ဥပကျော်လန့်သွားတယ်ဒါပေမဲ့ကလေးရဲ့မျက်နှာမှာချစ်စွေမှုဥပကျော်ဒီကလေးကိုမွေးစားခဲ့တော့တယ် ကလေးရဲ့နာမည်ကိုလေရှင်ညိုလို့ဥပကျော်ကိုယ်တိုင်ပေးခဲ့တယ်။ရှင်ညိုလေးအသက်ရှင်နေရွယ်ကိုရောက်လာတော့ဘကျုပ်ရွာလေးလိုက်ခဲ့ခြင်းနဲ့ဘာလို့တော့သမီးရဲ့မလိုက်ခြင်းပါနဲ့ရွာလေးကလူတွေကတပောက်တော့တိတ်ပြီးတော့ကြိုက်ကြတာမဟုတ်ဘူး။ကျုပ်ကိုခေါ်ပါဗျာ။ကျုပ်လည်းရွာလေးလိုက်ဖူးခြင်းတာပေါ့။ခေါ်ပါတော့ဗျ။ခန့်လိုက်တာသမီးရဲ့ရွာလေးကလူတွေကသမီးတွေ့နေကြဆန့်ရှည်မှတို့အပြင်းမှတို့လို့သမီးပေါ်ကောင်းကြမှာမဟုတ်ဘူး။သူတို့ကမရှိခိုးလို့ မလဆုံမျိုးစုပြောပြောကြဆိုကြမှာဘာရဲ့ကျုပ်တခါတော့ပဲလိုက်ဖူးကျင်တာပါရှင်ညိုအတင်းပူစားလို့ဘာကျော်အကျက်တွေ့နေတယ်တနာစပွဲရှင်ညိုရဲ့မျက်နှာကိုမငင်းပယ်နိုင်တဲ့ဆုံးရွာလေးခေါ်လာခဲ့တော့တယ်ရွာလေးရောက်ရင်ဘာနားမှာပဲနေနော်ဘယ်မှရှောက်မသွားနဲ့သိလားဟုတ်ကဲ့ပါဘာကျော်နဲ့ရှင်ညိုတို့ရွာလေးဝင်လာတော့ရွာသူရွာသားအချို့ကနှကောင်းရှုံကြတယ်ဒီကရွာကန်လူမိုက်ငါးဦးကဘာကျော်နေရောက်လာတယ်ဥပကျော်ခင်ဗျရွာလေးဘာလာလောက်တာလဲ ရွာသားငါးဦးနဲ့တဦးကဥပတော်မိတယ်။ဆံမရှိတော့လို့လာဝဲတာပါကွာ။မြင်မြင်ဝယ်ပြီးမြင်မြင်ပြန့်ဗျာ။တင်းချမ်းရသူ့ဘာရစာရွာထဲဝင်တာရွာခိုက်တက်တယ်ဗျ။အေးပါကွာ။ဝယ်ပြီးရနေပြန့်ပါပါ။ဥပတော်ဒေါသထွက်နေပြီမေ။ညိုသိမ့်နေလိုက်တယ်။ရှင်ညူကရွာသားတွေကိုမျက်တောင်မခံစိုက်ကြည့်နေခဲ့တယ်။ရှင်ညူစိုက်ကြည့်ရကြောင်းရွာသားတွေရှင်ညူကိုကြည့်ပြီးတော့ဒီကလေးမှခမည်းတော်မိလား။အေးဟုတ်တယ်။ခမည်းတော်မိဟာသူ့ဘာရစာသမီးပီတာပါရဲ့။ ကျုပ်တို့ကြည်နေလိုက်တာများစိတ်ပြက်စရာဗျာမဟုတ်တာကွာကလေးပဲကြည်မိကြည်ရကြည်တာပါစိတ်ထဲမှာထားပါနဲ့ကဲငါတို့သွားတော့မယ်လာသမီးအဖမ်းတို့သွားစုဥပကျော်လေးရှင်ညိုလက်ကိုဆွဲပြီးတော့ထွက်လာခဲ့တယ်ဝယ်စရာရှိရာတွေဝယ်ပြီးရွာထဲကထွက်မယ်လို့ပြို့ဥပကျော်ခမရနောက်ဝယ်စရာရှိရင်ရွာပြင်ကနေလူကြုံနဲ့မှားလိုက်ဗျာရွာထဲတော့ထပ်ဝယ်မလားနဲ့ရွာနာတယ်ဗျအေးပါကွာအေးပါရွာသားရဲ့စကားကိုဥပကျော်တီးခန့်ပြီးမြင့် ရှင်ညူဒေါသထွက်နေမိတယ်။အဖကျုပ်သူတို့တပ်ပစ်ချင်တယ်။ဟေးရှင်ညူရဲ့နှုတ်ကထွက်လာတဲ့စကားကြောင့်ဥပကျော်အံ့ဩသွားတယ်။ဘာလို့လဲသမီးရဲ့။အဖကိုစော့ကားလို့ဂျင်းတို့ကျုပ်တပ်ပစ်မယ်ဗျ။ဂျင်းတို့သွေးစိမ့်ရှင်ရှင်ပန်းထွက်ပြီးတိတ်စေရမယ်။မဟုတ်တာသမီးရဲ့။ဘာကြီးပြောနေရလဲ။ရုံညာနဲ့စကားကြီးမပြောရဘူးသမီးရဲ့။ဥပကျော်ရှင်ညူစကားကြောင့်ထိတ်နှက်သွားတယ်။ရှင်ညူလက်ဆွဲပြီးအဲ့ဒီနေရာအမြန်ဆုံးထွက်လာခဲ့တယ်။တင်းချမ်းကိုရောက်တော့ တမိဇရဲ့ပေါ်သွားဆော့ခြင်းစော့နော်အဘထမင်းချက်လောက်မယ်ဟုတ်ကဲ့ပါရှင်ညူတယောက်ဇရဲ့ပေါ်မှာတယောက်တည်းသွားဆော့နေတယ်ဇရဲ့ပေါ်မှာဆော့ကစားနေရဲ့ရှင်ညူကိုကြည့်ပြီးဥပကျော်တပြင်းချမိတယ်ဒီလိုနဲ့ချောင်းရမြကြတော့ဥပကျော်ရဲ့တင်းချမ်းကိုအတုပရှင်တွေရောက်လာကြတယ်ဒီပေါင်းခမရတို့ကလူပဲနှစ်ယောက်တင်လို့ညီချင်းတွေတနောက်တူးခိုင်းနေရတာလေညီချင်းငါချင်းတူးခိုင်းတာကြောင့်ဥပကျော်အံ့ဩပြီးတော့မေးချင်းမင်းငါရောက်ပါဗျာ ရွာသားတွေအရက်တော့ရင်သွေးစိမ့်နေအံပြီးတော့တေးကြတာဗျာ။တချို့ကတော့အစိမ့်မိတာလို့ပြောကြတာပဲ။သွေးစိမ့်အံတေးရာဥပကျော်ခေါင်းကြီးသွားတယ်။ကဲပါဗျာ။သူတို့တူးခိုင်းတာသာတူးစမ်းပါ။ခမရမေးနေလို့လေ။သူတို့ကပြန်အသက်ရှင်လာမှာမဟုတ်ဘူးဗျ။ဥပကျော်အလောင်းမြုပ်ဖို့ကျင်းကားချင်းတူးရတယ်။အဖမောနေပြီနာ။ရှင်လေးတောက်လိုက်ပါဦး။ရှင်ညူခတ်တိုက်တဲ့ရေကိုဥပကျော်တောက်ရင်းရှင်ညူကိုကြည့်မိတယ်။သမီးညီ့ကိုအဖမေးစရာရှိတယ်။ အဘကိုမှန်မှန်ပြောသမီးအဘကကျုပ်ကိုဗာမေးချင်တာလေအဘမေးမှသမီးကိုစိတ်ပူလို့ပါကြီးနုလေးအခုအဘကိုလာအပ်သွားတဲ့ကျင်းကားချင်းဟာဟိုတနေ့ကသမီးပြောခဲ့တဲ့လူတွေများဖြစ်နေမလားလို့ဗာစိတ်ပူလို့ပါဒီတော့ရှင်ညိုကရေချင်းတွေကိုကြည့်ပြီးပြုံးနေအဘကဘလို့ထင်လဲကျုပ်ကသူတို့ကိုတက်ပြစ်လိုက်တယ်လို့အဘထင်နေရလားအဘထင်နေရမဟုတ်ဘူးသမီးအဘသမီးအတွက်စိတ်ပူတာပါသမီးအဘစီကိုရှောက်လာတော့ကလည်း ထူးဆန်းတယ်လို့အခုသမီးရဲ့ပြုတ်မှုပြောဆိုရရလဲထူးဆန်းလာရင်ဆိုတာအဖသိနေရဲ့သမီးဥပကျော်ရှင်ညူတေချာစိုက်ကြည့်တယ်ရှင်ညူရဲ့မျက်နှာကြောက်လန့်ခြင်းစိုးရင်ခြင်းတွေကင်းစင်နေတယ်ဟုတ်တယ်ဗျကျုပ်သူတို့တတ်ပြစ်ခဲ့တာဒါပေမဲ့ကျုပ်ကိုယ်တိုင်တတ်တာမဟုတ်ဘူးကျုပ်မှာစောင့်ရှောက်ရှိတယ်သူကိုယ်တိုင်ပဲတတ်ပေးခဲ့တာပါ့ရဲ့ရှင်ညူစကားကြောင့်ဥပကျော်မျက်လုံးပြိုးသွားတယ်အဆောင်ရှောက်ဟုတ်လားအဆောင်ရှောက်ကဘယ်သူလဲသမီး အဖလည်းမသိရပါလားအဖကိုကြုံမပြောပြမိတာပါကျုပ်ရဲ့အဆောင်ရှောက်ကကျုပ်ဝမ်းနေတဲ့အချိန်ကျုပ်ဒေါသထွက်တဲ့အချိန်ကြမှာကျုပ်ဘေးနားကိုရောက်လာတာအခုလည်းအဲ့ဒီလူတွေကိုကိုယ်တိုင်တတ်ပေးခဲ့တာဟေးဥပကျော်စဉ်းစားရကြက်သွားတယ်ရှင်ညိုထက်ပြီးတော့လေဘာစကားမှမမေးတော့ပဲထိုင်နေခဲ့တယ်ကျုပ်ဇေယျပေါ်သွားတော့မေးရှင်ညိုတယောက်ဇေယျပေါ်ပြန်တက်သွားတယ်နောက်နေ့ကိုရောက်တော့ဥပကျော်အလောင်းတွေကိုကြည့်ရင်တပြင်းချမိတယ် မသားရှင်တွေငိုယိုနေကြသလိုဥဖကျော်လည်းတပြင်းသာချနေမိတယ်။မလောင်းကြီးချပြီးတော့မသားရှင်တွေနဲ့ရွာတွေပြန်ဝင်သွားကြတယ်။ဥဖကျော်ပြန်မှုဘက်စင်းလေးကိုဖွာရင်းထိုင်နေတယ်။အဲ့ဒီနေ့ကစပြီးဥဖကျော်ရှင်ညိုရွာတွေမခေါ်တော့ဘူး။ရှင်ညိုကလည်းရွာတွေလိုက်မယ်လို့မပူစားတော့ဘူး။တဖြည်းဖြည်းနဲ့ရှင်ညိုလေးအရွယ်ရောက်လာတယ်။ပြိုလေးရွယ်ဖြစ်တော့ရှင်ညိုရုပ်ရည်အစချုံမောလာတယ်။ဥဖကျော်အေးဘာလဲပြော။ရွာသားတွေဥဖကျော်စီကိုရောက်လာတယ်။ ရှင်ကျူကခမရသမီးအရှင်မှာဟုတ်ရဲ့လားဗျာငါသမီးပါဘာလို့လဲခမရသမီးကခမရလိုရုပ်ဆိုးဆိုးအသားမင်းမင်းမှာမဟုတ်ပဲဟိုကွာငါမင်းတို့ရွာသားမှာမဟုတ်ပဲငါမေဆိုငါသမီးအတိုင်းဖြူဖြူချောချောလှန့်လာကြီးကွာငါသာအဖေတူပြီးတော့သားမင်းမင်းရုပ်ဆိုးဆိုးဖြစ်နေတာဩဒီလိုလားဒါနဲ့ဟိတ်ကောင်တွေမင်းတို့ငါစီကိုဘာလာလောက်တာလဲမလာစဘူးအလားထူးနေပါလားအေးတခုတော့ပြောမယ်နော် ငါသမီးကိုကြည်ကျင်တာနဲ့တော့မလာကြနဲ့ဟိငါထက်ငါသမီးကလက်ဝဲဆောင်ထက်တယ်ဆိုတာမင်းတို့မသိကြသေးဘူးထင်တယ်ဥပကျိုကြီးကလည်းဗျာကျုပ်တို့ကခမည်းသမီးကိုတကယ်မြင့်တန်ရှိလို့ပါမဟုတ်တာတော့မဟုတ်ပါဘူးဗျာကျုပ်တို့မိကောင်းဖခင်တားသမီးတွေပါအေးပေါ့လေမင်းတို့သဘောပေါက်ဥပကျော်ရှင်ညူရဲ့စိတ်ကိုသိလို့ရွာသားတွေကိုအတင်းမတောင်းမှတ်လောက်သားလောက်ရှိမှဒင်းတို့မလာရှဲမှလို့စိတ်ချင်းတွေးနေခဲ့တယ်။ရှင်ညိုလေးသမီးချက်နေရလား တော့ဘာလာလောက်တာလဲဟောဒီမှာရှင်ညုံလေးအတွက်တနက်ခါတုန်းလေးကိုယူလာခဲ့တယ်တနက်ခါတော့ကျုပ်မှာတနက်ခါမလိမ့်တာပြန်ယူသွားဒီလိုမငင်းလိုက်ပါနဲ့ရှင်ညုံလေးရဲ့မိန်းကလေးဆိုတာတနက်ခါလေးနေမှာတင့်တယ်တာနောက်ပြီးတော့ရှင်ညုံလေးကချောလာလေးဆိုတော့တနက်ခါလေးလည်းပူပြီးတော့ကြည့်ကောင်းပါကိုထားခဲ့မယ်နော်တနက်ခါတုန်းတွေထားရပြီးထွက်သွားတဲ့ရွာသားကိုကြည့်ရင်ရှင်ညုံကောင်းရမ်းနေမိတယ်တရက်မှာတော့ဟေးဒီတင်းချိုင်းမှာနေတဲ့ကောင်မထွက်ခဲ့စား နင်းပါဆိုတာငါသိတယ်။နင်းကိုရှင်းပြပြီးနင်းသွေးကိုတောက်မယ်။ဒွေးရွာမိသိန်းနဲ့ဟဲ့။ဒွေးရွာမိသိန်းဆိုတဲ့မိမကြီးတင်းကြိုင်းထိတ်မှလာပြီးတော့អော်နေတယ်။သမီးဒွေးရွာမိသိန်းနဲ့ညီသိတာငါသမီးနဲ့တိမှမဟုတ်ပါဘူး။ဒီမိမယုံညားနေရလား။ဥပကျော်တင်းကြိုင်းပြင်ကိုလှမ်းကြည့်ရင်ရှင်ညိုပြောတယ်။ဘာအတာနေ။ကျုပ်သူနဲ့စရင်ရှင်းစရာရှိတယ်။ဒီကောင်မဆုံးမပါရဲ့။ကျုပ်ကကွေဒါဟုတ်တင်းကလာပညာစမ်းနေတာ။ဟေး သုံးနေကွေဘာဖြစ်လဲငါသမီးရဲ့ဗာတာနေပါဆိုတော့ကျုပ်သူ့စီကိုတွားလိုက်မယ်ရှင်ညိုထမေယိုတူတူပြင်ဝိပြီးတင်းချိုင်းပြင်ထွက်သွားတယ်ဥပကျော်နားမလဲပေမဲ့သမီးဖြစ်သူရှင်ညိုထိခိုက်မှဆိုလို့အနာလိုက်လာတယ်ဟဲ့ကောင်မနင်လားရှင်ညိုဆိုတာအမလီမဖြစ်စက်တော့လေသုံးမမိသိန်းရရှင်ညိုကြည့်ပြီးရောရေတော့တယ်တုံးကလူရှိအောင်ထွက်ပြီးရောစိန်ခေါ်တာပေါ့လေကောင်းပြီမိသိန်းနင့်ပညာကိုပြစမ်းအဖဘေးဖယ်နေ ချီးစားဆုံးမလှုပ်စမ်းနိပညာထုတ်လိုက်စမ်းပါရှင်ညူတီနိုပြောတော့ဆုံးမမိသိမျက်နှာပြက်သွားတယ်။နင်နင်ငါ့ဆင့်ကိုသိတယ်။ထဲကောင်မနင်ဆင့်နေမဟုတ်ဘူး။နင့်ကိုပညာပေးခဲ့တဲ့အုံးရင်ဆိုတဲ့ကောင်မကိုပါငါသိတယ်။ပြန်စမ်းနင့်ရဲ့ပညာငါ့ကိုနင်မနိုင်ရင်တော့ကောင်းကင်မှာနင့်ရဲ့လောင်းစောက်ထိုးချိတ်ထားမယ်မှတ်။ကဲလာလိုက်စမ်းငါနာမည်ရှင်ညူလာစင်ခေါ်တဲ့ကောင်မပြောအနောက်တစ်ချက်နဲ့ပေါက်တက်ပြင်မယ်ကဝေမရဲ့ဟဲ့ရှင်ညူတန်းအားပါလာရဲ့ မျက်လုံးတွေကမီးတွေတောက်နေတဲ့အောင်တလက်လက်ဖြစ်နေတယ်။ဒါအောင်မြင်တော့စုံမမိသိင်းကျောက်တွေတော့မခိုင်းတော့ဘူး။နေရာမှာထူးထောက်ပြီးလက်ဥချီပြီးတော့ကျုပ်မသိလို့ပါ။ကျုပ်သခင်မရဲ့ပညာကိုမသိလို့စိတ်ကိုရဲမိတာပါ။တောင်းပန်ပါလေ။ကျုပ်အမိုက်မောက်ခွင့်လို့ပေးပါတော့။ကျုပ်ကလာပြောကြလို့အကြမ်းနဲ့ရမ်းပြီးတော့စိန်ခေါ်မိတာပါသခင်မရဲ့။ကျုပ်ကခွင့်လို့ပေးပါတော့။ပြပြတလဲတောင်းပန်တော့တယ်။အေးဒီနောကမှာမဲမဲမြာတက်ပြည့်ကြီးဆိုရင်နင်တို့တွေတော့ရှိလာမှာမဟုတ်ဘူး။ ငါကိုယ်တိုင်ရလေဘဝဟောင်းကမှားခဲ့တဲ့အမှားကြောင့်ဒီဘဝမှာအပြည့်တွေကိုခြေဖို့ပြန်ရောက်လာခဲ့တာဒီတော့နင်ပြန်လို့ရပြီဟုတ်ကဲ့ပါသခင်မဆုံးမမိသိတင်းချိုင်းရှိရထွက်သွားတော့တယ်ဥပကျော်ရှင်ညိုကြည့်နေတယ်ဒီချိန်ဥပကျော်ပြင်ရှင်ညိုရဲ့အကြောင်းသိနိုင်သူတွေကရွာသားတွေပဲရှင်ညိုကဝေမဆိုတာသိပြီးရွာထဲပြန်ပြေးကုန်တော့တယ်အဖကျုပ်ကတမျိုးမြင်နေပြီနာရှင်ညိုဥပကျော်ကိုမေးတော့ဥပကျော်ပြုံးပြီးခေါင်းကိုရမ်းနေတယ် အဘဘာလို့တမီးကိုတမျိုးမြင်ရမှာလဲလူဆိုတာသူ့ကံနဲ့သူလာကြတာပဲတမီးကကဝေမဆိုတော့လေအဘကဝေမအဖေပေါ့မဟုတ်ဘူးလားကဲလာဘာလို့ဇရက်ထဲသွားစုဥပကျော်စကားကြောင့်ရှင်ညူပြုံးမိတယ်ဥပကျော်နဲ့တူဇရက်ကိုလိုက်လာခဲ့တော့တယ်ဒါပေမဲ့အဲ့ဒီနေ့ကစပြီးရှင်ညူကဝေမတယောက်ဆိုတာတရွာလုံးတိသွားခဲ့ကြတယ်ရွာသားတွေကလည်းအရင်လိုရှင်ညူထံမလာရဲတော့ဘူးဒါဟုတ်ပဲရှင်ညူသဘောကျနေခဲ့တယ် မမသမီးစားရအောင်နဲ့။အော်အေးအေးတိတ်တူပြန်တွေးနေရဲ့ရှင်ညိုတယောက်နန်းကြံရဲ့အတန်ကြောင့်ပြန်လေသတိဝင်လာခဲ့တော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။